စစ်ကောင်မရှင်ရွေးကောက်ပွဲတဖြည်းဖြည်းနှီးကပ်လာချိန်မှာပဲကြိုတင်ကြညာခြင်းမရှိပဲရန်ကုန်အပြည်ပြည်ဆိုင်ရာလေစိတ်ကိုစစ်ကောင်မရှင်ကအောက်တိုဘာလကုန်ပိုင်းကနေစလို့နှစ်လကြာညပိုင်းတွေမှာပိတ်ထားမယ်လို့သတင်းရရှိပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်းရန်ကုန်လေစိတ်ကနေနိုင်ငံသားထွက်မဲ့အမှုပညာရှင်တွေကိုစစ်ကောင်မရှင်ကတားဆီးပိတ်ပင်ခဲ့တယ်လို့အမှုပညာရှင်တွေ ပြပထွက်မဲ့ဆိုရင်စစ်ကောင်မရှင်ကိုအကြောင်းကြားရမယ်လို့ကန့်သက်လိုက်တဲ့အကြောင်းလူမှုရေးပြည်တံပေးခံရတဲ့ယုံလေးကအတိပေးထားပါတယ်။ စစ်ကော်မရှင်ရန်ကုန်လေစိတ်ပိတ်လိုက်ချိန်ဟာသူတို့ကျင်းပမဲ့ရွေးကောက်ပွဲပြီးတဲ့ကာလအထိပဲဖြစ်ပါတယ်။လေစိတ်ပိတ်သိမ်းမှုကိုပြုပြင်မုံမှန်ဖို့လို့စစ်ကော်မရှင်ကအကြောင်းပြထားပါတယ်။ဒါပေမဲ့နောက်ွယ်မှာစစ်ကော်မရှင်ရွေးကောက်ပွဲအတွက်ပြင်ဆင်မှုတွေနဲ့နိုင်ငံတကာဆက်သွယ်မှုတွေထိန်းချုပ်ဖို့လိုတဲ့အတွက်နိုင်ငံရေးအကြောင်းအရာတွေပါဝင်နိုင်တယ်လို့လည်းဆိုပါတယ်။ဟဲ့ဘူကာသူတို့စစ်တပ်ကလက်ဆတ်ဒူမဲ့လို့ပြောထားတယ်။အဲ့ဒါအတွက်သူတို့အချိန်မလောက်တော့ လေကြောင်းတက်ခဲမှုအတွက်သူတို့ပြင်းနေပြင်းနေဆိုပြီးအကြောင်းပြပြီးတော့လေကြောင်းလေလေးစိတ်ပြေလဲပြင်းနေဆိုပြီးပြောနေတာဒီနေ့ဆိုစင်ကူတဲ့တော့ရှောက်ကျဲတယ်စင်ကူစင်ကူမတရားယူပတ်ကျဲနေတာဒီနေ့အနည်းရဆိုရင်စင်ကူကိုချက်ဖိုက်တာလက်စီနဲ့တကျဲအဲ့တော့ချက်ဖိုက်တဲ့စင်နဲ့တကျဲချက်ဖိုက်တာအနည်းငယ်ချက်ဖိုက်တဲ့စင်နဲ့တကျဲစင်ကူနူနဲ့ရောအနည်းငယ် ်ချက်ဖိုက်တာ၅စီးနဲ့၄ချိန်ကျေပါတယ်ဒီနေ့လည်းချက်ဖိုက်တာနဲ့၄ချိန်ကျေပါတယ်ဒီကြောင့်တကယ်မှုအရှိန်မြင့်လာတဲ့အတွက်သူတို့တွေလုံနေရတာအင်းပြည်နယ်ပြည်လူတို့ပြောပြပြီးတော့တခဲမှုတွေလုံနေပါပါရွေးကောက်ပွဲမတိုင်ခင်စစ်ကော်မရှင်ကလက်လွတ်နယ်မြေတွေပြန်ရရေးလေကြောင်းတိုက်ခိုက်မှုကိုနှစ်ဆအရှိန်တိုးမြင့်လှုပ်ဆောင်နေတာကြောင့်အခုလိုလေစိတ်ကိုညာပိုင်းတွေမှာပိတ်လိုက်တာလို့ဝေဖန်မှုတွေလည်းရှိနေပါတယ် လေစိတ်တွေကအချိန်ယူပြီးတိုက်ခိုက်ရေးလေရင်တွေပြန်တန်းဖို့စ조사နေတဲ့အတွက်လေစိတ်ကိုပိတ်ထားတာလို့လူခွင့်ရေးတက်ကြွလှုပ်ရှားသူတွေကဆက်ပြောထားပါတယ်။ညပိုင်းလေရင်နဲ့ခရီးသွားဖို့လက်မှတ်ဖြတ်ထားသူတွေအနေနဲ့လေချောင်းလိုင်းတွေကညဘက်ပြေးဆွဲမဲ့လေချောင်းခီးစဉ်တွေကိုအချိန်ပြောင်းလဲပြေးဆွဲပေးဖို့ကြေညာထားတာကြောင့်ခရီးသွားမဲ့သူတွေတေချာစုံစမ်းကြဖို့ပြည်ရင်းပြည်ပါလေရင်လက်မှတ်ရောင်းဌာနတွေကလည်းအတိပေးနေကြပါတယ်။အဲဒီကဒီ ဖြစ်နိုင်တယ်မဖြစ်နိုင်တယ်တော့တစ်ချက်တော့ပါလဲဆိုဒီအမြဲတော့ဆုတ်စီတက်နေရတက်နေရပြီဆိုရင်ဒီပြည်လဲဖြစ်စီရဖြစ်နေတော့ဘူးအပြည်လဲပြည်လဲရုပ်ရည်ထင်းနေမှုရေလောက်ကိုလောရောပေါ့ဆိုဘာနဲ့လုံးလုံးဟောဒီမှာဒီချက်ဖိုက်တာတွေပြန်နေမြဲနေပြန်တက်ပြီးတော့အတုံးမြူနေရလीတမန်ချိန်မျိုးမဟုတ်တာတမန်ချိန်မျိုးတွေတော့ဒီပြည်လဲ အခုစိတ်တွေတော့လင်းပြေးတဲ့ပြုံပြေးမှုလိုလိုလိုနိုင်တာလည်းဖြစ်နိုင်တယ်ဒီကိုပြောဆိုငါးနှစ်လုံးလုံးဒီ jet fighter တွေကတက်နေတယ် jet fighter တွေ wide တွေတက်နေတော့တစ်ချက်ကကျတော့တချို့နေရာတွေမှာဒီတေးုတ်ထုတ်တဲ့ဒီတက်လက်ကြီးတွေပေနေရတဲ့တုံးပြူတာတွေရှိတယ်ဒီဒီမှာအကောင့်နဲ့ပတ်သက်တဲ့ပတ်တန်းတွေပတ်တန်းရရှိတယ်ပြန်တော့ရှာမယ် အဲ့ရရှိဆိုတော့တကယ်လို့တယုံစီကလည်းလက်ကြီးတွေဘူးဟောမဖြစ်နိုင်ဘူးလားလေးနဲ့ဝိုင်းတွေလည်းဝယ်ထားတယ်ဟောဝိုင်းဒီစီနဲ့ဝိုင်းဝိုင်းဝိုင်းနဲ့ဝိုင်းရွေးဝယ်ထားတယ်ရှိရောအဲ့တော့တယုံစီကလည်းလက်ကြီးတွေတယ်လားတယ်လားဘူးဟောမဖြစ်နိုင်ဘူးလားစစ်ကောင်မရှင်ဟာပြီးခဲ့တဲ့2024ခုနှစ်ကတည်းကနေစတင်ပြီးလေချောင်းကနေပုံမူတိုက်ခိုက်လာနေတယ်လို့အဲ့ဒီတိုက်ခိုက်တာတွေရဲ့80ရာခိုင်နှုန်းဟာ အရက်သားတွေကိုပြစ်မှတ်ထားတာတွေ့ရတယ်လို့လေလာဆောင်ကြည့်သူတွေကလည်းပြောဆိုထားကြပါတယ်။ဒါအပြင် လေကြောင်းအာကိုပြီးဘုံကျဲတာတွေကိုရွေးကောက်ပွဲနှီးလာတာနဲ့အမျှဒီနှစ်ဇူလိုင်လအတွင်းကနေစကားအထူးသဖြင့်ရှမ်းပြည်နယ်မြောက်ပိုင်းမန္တလေးတိုင်းစကိုင်းတိုင်းမကွေးတိုင်းနဲ့ကရင်နီပြည်နယ်တွေမှာအရက်သားပြစ်မှတ်တွေကိုဥတီတဲ့လေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ကျူးလွန်နေပါတယ်။